မင်္ဂလာပါခင်ဗျပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ဒီအော်ဒီရဲ့အိတ်တစကားဝိုင်းကနေကြုံစုပါတယ်ဒီတစ်ပတ်ကျွန်တော်ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လက်တလောစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေအကြောင်းပါပဲကျွန်တော်နဲ့ဒီအော်ဒီအိတ်တာချုပ်ကွန်စော်နဲ့ဆွေးနွေးကြမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီအော်ဒီမြန်မာပိုင်းတာဝန်ခံအိတ်တာရင်းနေပါမင်္ဂလာပါကိုအောင်စောမင်္ဂလာပါကိုရင်းနေမင်္ဂလာပါ ဲကျွန်တော်ဒီတပတ်ပြောမယ့်အကြောင်းအရာကတော့လက်တလုံးမြန်မာစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေအကြောင်းပေါ့ဒါပေမဲ့ကျွန်တော်ပြောမယ့်အချိန်မှာပဲထိုင်းနဲ့ကမ္ဘောဒီးယားစစ်ထားဖြစ်တယ်ဆိုတော့လေအဲ့လိုမျိုးအာယုံကအဲ့ဘက်ကိုရောက်သွားတာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဆိုထိုင်းနဲ့ကမ္ဘောဒီးယားစစ်ဖြစ်မယ်ဆိုတဲ့ကိစ္စကတော့ညှော်လင့်ပြီးသားလို့ကျွန်တော်ထင်တယ်အဲ့တော့ထိုင်းပြည်သူတွေကလည်းဘရော့ထိုင်းတပ်မတော်ကနေတုံ့ပြန်မလဲဆိုတာပေါ့နော် စောင့်နေခဲ့ကာလပေါ့ကြာခဲ့ပြီလမ်းမိုင်းတွေမြေမြုပ်မိုင်းတွေထောင်ခဲ့ပြီးတော့တိုင်းဘက်ကထိခိုက်တာတွေများပါခဲ့ပြီဆိုတော့တုံ့ပြန်တော့ကျွန်တော်ဒီနေ့စတွေ့ရပါတော့เนาะဆိုတော့ဘယ်လိုတုံ့ပြန်မလဲဆိုတော့နောက်ပိုင်းကျွန်တော်စက်တွေ့ရမှာပါဒါဒီနေ့ဆွေးနွေးမယ်ထင်မှာမပါဘူးပေါ့เนาะဒါပေမဲ့ဟိုကျွန်တော်ချက်ချင်းကောင်းတဲ့ဝင်လာတာပါလဲဆိုတော့ကမ္ဘောဒီးယားနဲ့ထိုင်းဟာမြန်မာလိုပဲအာဆီယံဖွဲ့ဝင်နိုင်ငံတွေဖြစ်တယ်အဲပြီးတော့ကမ္ဘောဒီးယားဆိုတာလည်းသိရမလားတရုတ်နိုင်ငံရဲ့ဩဇာကနိုင်ငံ လက်ဝဲကနိုင်ငံလို့အများစုကရေးသားပြောဆိုနေတဲ့နိုင်ငံဖြစ်တယ်။ထိုင်းနိုင်ငံဆိုတော့လွန်ခဲ့တဲ့ဆယ်နှစ်မှာတော့တရုတ်နဲ့ပုံပြီးနှီးလာလို့ပြောလို့ရတယ်။ဒါပေမဲ့တချိန်တည်းမှာပဲအဲ US လို့တရုတ်က rival ဖြစ်တဲ့ဟလာ US လို့နိုင်ငံနဲ့လည်းအရင်တည်းကသူ့ရဲ့မဟာမိတ်ဖြစ်ခဲ့တယ်။ရှိနေစေဖြစ်တယ်။နောက်ပြီးတော့ထိုင်းနိုင်ငံရဲ့ထိုင်းနိုင်ငံတော်မတက်မတော်ရဲ့80%ရှစ်ဆယ်ခိုင်နှုန်းဒီလက်နက်ပစ္စည်း defense တွေတော်များများ အမေရိကန်ကပဲတုံးတာဖြစ်တယ်ဆိုဒီနေ့ဆိုရင်ပဲ F16 F16 လေးမျိုးထုတ်သုံးတယ်ဒါအမေရိကန်တို့ထုတ်သုံးပြီးတိုက်တယ်ဆိုတာမျိုးတွေပေါ့နော်ဒီဒီ conflict ကိုဘယ်သူဝင်ရှင်းပေးမလဲပေါ့လားအမေရိကန်ဝင်ရှင်းမလားတရုတ်ကဝင်ရှင်းမလားဆိုတော့အခုပြောနေတဲ့အချိန်မှာပဲတရုတ်ကနေဒီကိစ္စနဲ့ပတ်သက်ပြီးသူဖြည့်ရှင်းပေးဖို့ဟလာအကြောင်းဖြည့်ရှင်းပေးဖို့သူအဆိုပြုတော့ကျွန်တော်တွေ့ရတယ်ပေါ့အကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရတာပေါ့ရှေ့တကယ်လို့အဲ့လိုမျိုးတိုက်ပွဲတွေစစ်ပွဲတွေပို့ပြီးတော့ကြမ်းလာလို့ရှင်တော့ နော်ပို့ပြီးတော့ရှင်းနေပြီတမန်အဲရှေ့ရှေ့ပတ်မှာဆွေးနွေးကြတာပေါ့နော်ခုတစ်ပတ်ကတော့ခုနောက်ကကျွန်တော်ပြောလိုမျိုးပဲဒီမြန်မာ စစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေကအဲ့လိုမျိုးကြည့်လိုက်လို့ရှိရင်ဟာအတိတ်မကြသေးခင်ကပဲကျွန်တော်တို့တွေ့ပြီးဟာလာမိုးပြေအဲနောင်ချိုတပိတ်ချင်းဟာလာဇက်တိုက်ဆိုလိုပဲအဲစစ်ကောင်စီကပြန်သိမ်းယူနိုင်တာကိုတွေ့ရတယ်လို့မျိုးပဲနောက်ပြီးတော့ အဲကြားလာပြီအခုဆိုလို့ရှိရင်တိုက်နေတာဟာလားဒီဗမော်ကိစ္စဆိုလို့ရှိရင်ဟာလားကြံကြံခံပြီးတော့တိုက်နေတယ်လို့မျိုးနောက်ပြီးတော့အဲ AR မြစ်ကြောင်းကဟာကိုဒီတင်းမောတွေနဲ့18စီးလောက်ကိုစစ်ကူပို့တာကိုလည်းအတွေ့ရတာပေါ့နော်အဒါကိုကြည့်မှဆိုလို့ရှိရင်ဒီတစ်တုံညာနှစ်ခွန်စစ်စင်ရေးကာလာတုန်းကအဲစစ်ရှုံးနေတယ်ဆိုတော့စစ်ကောင်စီကအခုဆိုလို့ရှိရင်ပြည်သူစစ်မှုရမ်းနေနေပေါ့နော်အဲ့လိုမျိုးလူဖြည့်ပြီးတော့တံပြန်ထိုးစစ်တွေနဲ့ပြန်လှန်တိုက်ခိုက် နိုင်တာကိုပြန်တွေ့နေရတဲ့အခါမှာကြာတော့ကိုအောင်ကျော်ဘလူးသုံးတက်ချင်တယ်ဗျကျွန်တော်ပြောချင်တာကခုနကိုရဲနေတည်လာခဲ့တဲ့တရုတ်ကိစ္စပဲဆိုတော့ကျွန်တော်တို့ဒီဒီတရုတ်ကအကြောင်းဝင်ခဲ့တဲ့ကာလာအချိန်နဲ့စပြီးတော့ဟလာဒီဒီတံမြန်ထိုးစစ်ကိုတစ်နှစ်အတွင်းမှာစစ်ကောင်စီကပြန်ပြီးလုံနိုင်တယ်နော်လေကြောင်းအထိုးစစ်ဆင်နိုင်တယ်ပြီးတော့စစ်သားစစ်ကောင်ရေးကိုလုံတယ်ပြီးလွင်ရပြန်ပြေးလာတယ်ဒါပေမဲ့လွင်ရပြန်ပြေးပြီးမြေကြီးတက်ကိုသူက အဓိကမထားဘဲနဲ့ drone နဲ့ပြီးတော့ lady တက်နဲ့အဲပြီးတော့ဒီလေကြောင်းတက်နဲ့သူဆူမိုးထားနိုင်တယ်အဲ့ဒါနဲ့သူကပြန် ပြီးတော့တံမြန်ထူးစစ်ကိုစလာခဲ့တယ်လို့ပြောလို့ရတယ်အဲ့ဒါခုနကပြောသွားတဲ့မြို့လေးဟလာတပိတ်ကျဲလောင်းချိုးလို့မိုးပြဲလို့ဒါတွေသူပြန်ပြီးတိတ်နိုင်အောင်တွေ့ရတယ်ဆိုတော့သူကပြန်ပြီးတော့ဥမော်လာတာကိုကျွန်တော်တွေ့ရတယ်ဈေးနဲ့မမဲ့ဒီတော်လိုင်းကြီးလက်တန်ကိုင်းတော်လိုင်းကြီးကပြန်ပြီးတော့အနှုတ်လောက်ထားနေစပြလာတာကိုကျွန်တော်တွေ့ရတယ်လို့ကျွန်တော်တော့အဲ့လိုပြောချင်တယ်ဒီကိစ္စမှာခုနတရုတ်ကကဏ္ဍအရေးကြီးတယ်တရုတ်ကဝင်ပြီးတော့ကူညီပေးခဲ့တာတွေ ဟလာအငွေဘန်နာရေးကကူညီပေးခဲ့တာလည်းရှိတယ်လို့ဟလာစီရေးကကူညီပေးခဲ့တာလည်းရှိတယ်နိုင်ငံရေးဝန်ကြီးကူညီပေးခဲ့တာလည်းရှိတယ်ပေါ့အဲ့ဒီဟာတွေကိုအခုချိန်မှာပြန်ပြီးတော့ဟလာအဲ့ဒီအချိုးမြတ်ကိုစစ်ကောင်စီပြန်ပြီးခန်းစားနေရလို့ကျွန်တော်တို့ပြောလို့ရတာပေါ့နော်ကျွန်တော်တို့တစ်တုံညာတင့်ခွန်စစ်စင်ရေးအတစ်နှစ်2023 2024ကာလတွေကဒီဘက်ကအောင်ပန်းစင်တဲ့ကာလတွေပေါ့ဒီနေ့ဒီချိန်မှာဒီဘက်ကတံပြန်တံပြန်ထိုးစစ်ကိုပြန်ခံနေရတဲ့ကာလလို့ဆုံးသက်လို့ရပါတယ်อืมကိုကပြောတဲ့အထက်မှာခုနကတော့ဒီ အဲတရုတ်ကိစ္စကအဲ့လိုစိတ်ဝင်စားဖို့ကောင်းတာကတော့အခုကတရုတ်ကပြောရမယ်ဆိုလို့ရှိရင်ဒီစစ်ကောင်စီကိုဘတ်ပေါင်းစုံကနေပြီးတော့ကုညီထောက်ပံ့နေတယ်လို့ပြောလို့ရတာဟုတ်နော်ဆိုတော့အအခုဒီစစ်ကောင်စီကနေပြီးတော့တံပြန်ထိုးစစ်ဆင်နေတဲ့ကိစ္စကပြောရမယ်ဆိုလို့ရှိရင်ဟာလာဒီတရုတ်ရဲ့ဗန္ဒာယီထောက်ပံ့မှုလည်းပါတယ်လို့ပြောမှာပေါ့ဟိုဝမ်ကြီးမြန်မာပြည်လာသွား ုံးကနိုင်ငံရေးဝန်ကြီးဝန်ကြီးရဲ့နိုင်ငံဟုတ်ကဲ့အဲတရုတ်နိုင်ငံရေးဝန်ကြီးဟုတ်ကဲ့လား15ရက်နေ့မှာသွားခဲ့တယ်2024မှာသွားခဲ့ခီးစဉ်ပေါ့ဟုတ်ကဲ့အဲ့တုံးကအမေရိကန်ဒေါ်လာ1ဘီလီယံလောက်စစ်ကောင်စီကိုပေးခဲ့တယ်ဆိုတဲ့အတရင်ပေါ့ကျွန်တော်တို့ကြားရတာပေါ့ဆိုတော့အဲ့ဒါကလည်းခုနကကြည့်ရမယ်ဆိုလို့ရှိရင်သူလာပြီးတော့အဲ့လိုမျိုးပေးသွားတဲ့တဲ့ကြောင့်ကိုပဲဟာလာတခုံလို့ကြာနေတဲ့ကြံ့ဝေတန်ဖိုးကအဲ့ဒီကာလကနေစပြီးတော့ တည်ငြိမ်သွားခဲ့လို့ပြောလို့ရပါဘူး။ရပါတယ်။ဆရာကြီးအဲ့ဒီ1 billion ဆိုတဲ့ငွေကြေးပပနာကို confirmation လုပ်လို့မရတော့လဲပဲ။တော်လိုင်းအုပ်စုထဲမှာရောစစ်ကောင်စီအုပ်စုထဲမှာရောနိုင်ငံတကာမှာရောပြောနေတာတော့ဒီမြန်မာကနေနှစ်စင်ရတဲ့ဒီရင်းနှီးတဘာဝတန်ခွင့်နဲ့ပတ်သက်တဲ့ရောင်းလို့ရောင်းထားလို့ရတဲ့ငွေကြေးတွေကိုသူ advance person ကိုကြိုပြီးတော့ပေးခဲ့တယ်ပေါ့။အဲ့ပတ်စံအနည်းဆုံးပမာဏအဖြစ်1 billion US dollar လောက်ရှိနေတယ် ော့နိုင်ငံတိုင်းဝန်ကြီးဝန်ကြီးခေးစဉ်ပေးมาထုတ်ပေးခဲ့တယ်ပေါ့เนาะအာဒီထုတ်ပေးခဲ့တဲ့ကြောင့်လည်းဒီဒီ inflation ကိစ္စတွေပြီးတော့လောင်စာစီရန်ကုန်မှာရန်ကုန်မှာနဲ့မြန်မာပြည်မှာကြုံရတဲ့လောင်စာစီကိစ္စတွေတော်တော်များများအောက်ကိုကျသွားတယ်ပေါ့အာပြန်ထိန်းကုန်စင်းလုံးနေအကုန်လုံးကုန်စင်းလုံးနေထိန်းလိုက်နေတယ်ပေါ့အဲ့ဒါမှာပြုတ်ကနောက်ဝယ်နေဝင်ကူပေးလိုက်တယ်ပေါ့နောက်တစ်ခုကတော့ဒီနိုင်ငံရေးဝန်ရက်ပေးတဲ့ကိစ္စပေါ့ပြုတ်ကောပဲကိစ္စနောက်တစ်ခုကတော့ကျွန်တော်တို့ဒီဒီတိုက်ပွဲတွေကိစ္စတွေပေါ့အဲ့ကိစ္စတွေမှာလည်းတရုတ်ကအကူအညီတွေ ဒီ logistics support intelligence ဒါအပြင်တူရဲ့ drone အကူအညီ technology အကူအညီတွေရခဲ့တယ်။အဲ့ဒါမြန်ရုရှားလည်းပါတာပေါ့နော်။ဒါကြောင့်လည်းဆိုလဲသူကဒီတက်ပို့ပြီးတော့ပို့ပြီးတော့အဆင့်မြင့်တဲ့ CIA ရဲ့ပူပေါင်းဆောင်မှုတွေလုပ်နေတဲ့ကာလလို့လည်းပြောလို့ရပါတယ်။ဆိုတော့ဒီချိန်မှာတော့အတော်လိုင်းဘက်မှာအတော်လိုင်းအင်အားစုဘက်မှာတိုက်ခံဘက်မှာအလားတရုတ်လိုအလားရုရှားလိုတော့လောက်လောက်လောက်ဝင်ပြီးကူမဲ့သူနိုင်ငံရှိလာဆိုတော့ပြန်ကြည့်လိုက်မယ်ဆိုဘူးမှမရှိရကျွန်တော်တွေ့ရ။ဒါပေမဲ့စစ်ကောင်စီဘက်မှာတော့အဲ့လိုမျိုးတရုတ်နဲ့အဓိက pressure အဓိကဝင်ပြီးကုနေတော့ကျွန်တော်တွေ့ရတော့အခုဒီစစ်ကောင်စီရဲ့ထိုးစစ်တွေရဲ့ဟုတ်လားဦးတည်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဟိုဟိုတူရဲ့သုံးသက်ချက်ရပါဘောနော်ဒီတော်လန်ရေးတက်တွေရဲ့ဝင်ငွေအရင်းမြစ်ရလန်းဖြစ်နေတဲ့ဟုတ်လားအဲမိုင်းတွင်းတွေပေါ့ဥမာဖာကန်တို့လိုမျိုးနောက်ပြီးတော့မိုးကုတ်တို့လိုမျိုးဟုတ်လားတပိတ်ကျင်းမှာဆိုလဲရွှေမိုင်းတွေအများကြီးရှိဆိုတော့အဲ့အရာတွေကိုဦးတည်ပြီးတော့ တကယ်လို့ဒါထိုးနိုင်ခဲ့မယ်ဆိုရင်ဟာလာတော်လှန်ရေးအရှင်ဟုံကခုနကကိုအောင်ကျော်ပြောနေလို့ပိုပြီးတော့အာရော့လာမယ်တဘောလို့ကျွန်တော်ကတော့မြင်မိတာပေါ့ဟုတ်ဆိုအာပြော့လာသလားဆိုတဲ့ကိစ္စပဲတော်လှန်ရေးအာပြော့လာလားကျူကတော့ပြောကြတာတော်လှန်ရေးဥကျူလာသလားပေါ့နော်ကျွန်တော်ပြောချင်တာဒီ2015မှာတွေ့ရတာတော့တော်လှန်ရေးဘက်မှာတော့အနောက်လက္ခဏာတွေစတွေ့ရပြီလို့ကျွန်တော်ကတော့ပြောချင်တယ်နံပါတ်1 စစ်ကောင်စီကိုကြည့်မယ်ဆိုသူရဲ့ chain of command သူပြန်ပြင်တာတွေ့ရတယ်။သူမှတော်လိုင်းဘက်ကလူတွေလို့ဘိုးတထောင်မရှိဘူး။ဘိုးတယောက်နှစ်ယောက်ပဲရှိတယ်။တော်လိုင်းဘက်မှာတော့ဘိုးတထောင်နေပဲကျွန်တော်တို့တွေ့ရတယ်နော်။နောက်တစ်ခုကတော့ chain of command သူကောင်းအောင်ပြန်ပြင်နိုင်တယ်။အဲပြီးတော့သူ့ရဲ့ resource ကိုသူပေးချာသူပြန်ပြီးအသုံးချတာကျွန်တော်တွေ့ရတယ်။သူ့ရဲ့မှားခဲ့တဲ့အမှားတွေကိုသူပြန်ပြင်တယ်ပေါ့။ဘန္နာကြီးအရင်မြစ်ကောနောက်ပြီးတော့ခုနကလူရင်းမြစ်ဆိုရင်လည်းသူဟာလာဒီ ည်သူစစ်မှုတန်းတွေအတင်းအားမှာခေါ်တာနဲ့ဟိုတော်တော်အဲ့လိုမျိုးသူ့မှာလုံလောက်သွားရုံနဲ့မကဘူးအခုကနှစ်နှစ်ပြည့်လို့ဟာလာအကျော်လာခဲ့လူရှိရင်အဲ့လူတွေကိုအလုပ်ဟိုပေးမယ်ဆိုပြီးတော့မှကော်မတီဖွဲ့ပြီးတော့အခုကပြင်ဆင်နေတာကိုလည်းကျွန်တော်ကသူကသူကအဲ့ဒါကိုပြန်ပြင်လာနိုင်တယ်ပေါ့နော်သူတိုက်ပွဲမှာကြားတဲ့သူတွေအရာရှိတွေကိုစုပေးတဲ့ကိစ္စတွေဟာလာအရာတို့တိုးပေးတဲ့ကိစ္စတွေသူတေချာလောက်လာတာကျွန်တော်တွေ့ရတယ်အဲ့တော့သူ့ကိုဝေဖန်တဲ့လူတွေရဲ့အတန်နေသူ့တက်ထရအတန်နေသူပြန်ပြီးစပြီးနားထောင်လာတယ်သူပြန်ပြီးတော့ တက်ထဲမှာရှိတဲ့စီယုံရို့သူပြန်လုံနိုင်တယ်တက်ထဲမှာရှိရင်မိသားစုတွေစီယုံရို့သူပြန်လုံဖို့ကြိုးစားနေတာကျွန်တော်တွေ့ရတယ်ပေါ့ဆိုတော့အဲ့ဒါကိုသူတွေ့ရတယ်ပေါ့အာနောက်တစ်ခုကတော့သူကကျွန်တော်တို့ကပြောခဲ့ external resource တွေပေါ့ external resource ဆိုတာကတူနဲ့ rush out ပြောတာပေါ့ပြီးတော့ဘေးနားမှာရှိတဲ့ဝိုင်းရံနေတဲ့နိုင်ငံတွေအစအထိုင်းကိုပြောတာအိန္ဒိယပေါ့အဲ့ဒါသူဆွဲခေါ်သူကြိုးစားတာတွေ့ရတယ်ပေါ့ကြာသေးခင်ကပဲစစ်ကောင်စီရဲ့ဒုတိယကောင်းဆောင်အာဘော်ဂျိုကြီးစိုးဝင်းကနေပြီးတော့ဒါဒီ အိန္ဒိယတိုင်ရင်းဝန်လုပ်တဲ့ UN peacekeeping ကိစ္စကိုတက်တဲ့ဟာမျိုးဆိုရင်ဒါကျွန်တော်တို့ကဒါကျွန်တော်တို့ကတကိုးတမြောက်ကိုကျွန်တော်တို့ကရဲပြောင်တင်းနှံပေးတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေကစတစ်ဖက်ကလည်းအဲ့အားတွေကတော့ယူပြီးတော့သူကပြန်ပြီးတော့ mainstream ကိုပြန်ရအောင်သူကစ조사နေတာပေါ့နော်2029ကိုပြန်လှန်တယ်ပြီးတော့သူ legitimacy ရအောင်သူပြန်ပြီး조사နေတယ်အဲပြီးတော့ပြီးတော့နှစ်ခုကတော့တွေ့ရတော့နိုင်ငံရေးရော စေရသူတပြိုင်တည်းတိုက်တာကျွန်တော်တွေ့ရတယ်ပေါ့ဒေတာကြံကြည့်မယ်ဆို2024သူသမီး2025ကနေစပြီးတော့တရုတ်ကီးစင်ရုရှားကီးစင်ပြီးပြီးတော့ဒီထိုင်းနိုင်ငံလာတဲ့ကီးစင်တွေပေါ့နော်မလေးရှားဝန်ကြီးရော N1 နဲ့ taxin နဲ့တွေ့တဲ့ကီးစင်တွေပြီးမှသူကဒီနိုင်ငံရေးစစ်မျက်နှာမှာဆိုရင်တော့ဒီ election ကိစ္စကိုသူကရောင်းတာပေါ့ပြီးတော့ငင်းငင်းကိစ္စကိုရောင်းတာဝယ်ကြမလားဝယ်ကြမလားဒါဝယ်မလားပေါ့ marketing ကိုဒီအောင်ဆင်းတာပေါ့ marketing သူကဆင်းတယ်ဒါပေမဲ့ဒီဘက်ကတော်လိုင်းရဲ့ဘက်ကတွေ့ခါကြတော့ ော်လင်ဘက်ကိုကြည့်တဲ့အခါကျတော့ရှားပြန်တော့သူတို့ကသူတို့က marketing မစင်းနိုင်ဘူးသူတို့သူတို့မှာဒီသူတို့မှာဒီ seat council ကိုအပြုတ်တက်ရမယ်ဆိုတော့ပြောတာပဲရှိတယ်ပြည်သူတွေအများသူလောလောချက်ဆိုတာလည်းဟုတ်ပါတယ်ဆိုတော့အခါကျတော့ဒါပေမဲ့ဒီဘက်မှာဟိုလိုမျိုးရောင်းမဲ့ဟာမရှိဘူးငင်းငင်းရင်းနဲ့ဟလာရွက်ကောက်ဖို့ဆိုကိစ္စပါငင်းငင်းရင်းလို့ပြောမယ်ဆိုရင်လည်းမကြိုက်သေးခင်ရပဲအစ်စ်ကောင်ကြီးတွေကဟလာအကြီးတန်းရာရှိကြီးတရားကို နော်ဝေကိုခေါ်ပြီးတော့ဒီငင်းငိုင်း forum တက်ခိုင်းတဲ့ကိစ္စမျိုးဒါမျိုးဆိုရင်လည်းသူ့ဘက်ကသူ့ဘက်ကနေပြီးတော့အမှတ်ရတဲ့ကိစ္စတွေပေါ့နော်အဲအဲ့ဒါတွေလို့ကျွန်တော်တို့မသုံးသပ်ပါဘူး။ကိုယ်တော်ပြောလို့အဲကျွန်တော်သတိရမိတယ်ခုနကတစ်ချိန်တည်းမှာပဲတော်လိုင်းဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းတော်လိုင်းတက်ဖွဲ့တွေအချင်းချင်းအဲ့လိုမျိုးမညီမညွတ်ဖြစ်တာတွေဟာလာခုနကအတိတ်မကြသေးဘူး UNG ရဲမှာဟိုကခုနကဟိုအုပ်ချုပ်ရေးပြဿနာတွေဟာလာအဗန္ဒာကြီးပြဿနာတွေနဲ့ပတ်သက်ပြီးတော့ခုနကဒီ ဟိုစကားများကြတာပြီးပြန်ပြီးတော့ပြုပြင်ပြောင်းလဲလုပ်မယ်ဆိုပြီးတော့ပြောလာတဲ့အပန်းနေဟာလာဒီလိုဖြစ်လာတာကိုထောက်ပြပြီးတော့အဲစာရေးဆရာမမတ္တရာစမ်းချောင်းအောင်နေပြီးတော့တော်လန်ရေးဘွားထာနေဆိုပြီးတော့မှတုံးသွားသေးတာပေါ့ဆိုတော့အဲ့လိုမျိုးဘွားထာနေတဲ့တပြိုင်တည်းထဲမှာဟိုဘက်ကခုနကကအကောင်ကပြောတယ်လို့မျိုးဟာလာဟို peace တွေရော election တွေရောအဲရောင်းတာဘယ်လိုပဲဖြစ်ဖြစ်ခုနက စိတ်ကောင်းဆွဲပြီးတော့ခွေးသားရောင်းတာပဲဖြစ်ဖြစ်ပေါ့ဗျ။အဲ့ဒါကိုခုနကကအဲခုနကဒီပတ်ဝန်းကျင်လူဝင်မလဲဘလို့အဲပတ်ဝန်းကျင်နိုင်ငံတွေနဲ့ခုနကရုရှားလူမျိုးတို့ကဝေကြမယ်ဆိုပြီးတော့သူကတော့ဝေဖန်သွားတာပေါ့နော်။ဆိုတော့ election ကိစ္စကိုကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဟာတာဆို election ကတော့သူကတော့အတင်းခုကတော့တွန်းလုံမဲ့ပုံပေါ်နေတာပေါ့နော်။ဆိုတော့ဟုတ်ပါပါ။ဆိုတော့အဲ ဥတန်းရွှေလိုမျိုးအထွက်သွားမှလားဒါမှမဟုတ်လို့ရှိရင်သူပဲဆက်လုပ်မှာဟုတ်ကဲ့အဲ့ဒါကျွန်တော်ကျွန်တော်တခုပြောမယ်လို့ကျွန်တော်ကျွန်တော်ပြောတာကဘိုးတထောင်များတဲ့ကိစ္စနောက်တစ်ခုကတော့တော်လိုင်းဘွတ်ထားတဲ့ကိစ္စဘာလို့လဲတက်လား NUG နဲ့ NUG မဟုတ်ဘဲနဲ့ NGO ဖြစ်သွားတဲ့ကိစ္စဟုတ်လားပြီးတော့ NGO တွေ INGO တွေ DCSO တွေတော်လိုင်းထဲမှာဘွတ်ထားတဲ့ကိစ္စဟုတ်လား ဒါပေမဲ့ဟိုဘက်မှာအဲ့လိုမျိုးရှိလာဆိုဟိုမှာဘွက်ကိုသူကသူ့တက်ကိုသူရအောင်သူထိန်းအောင်ကြိုးစားတာသူတွေ့ရတယ်။ဒီဘက်မှာတော့အကုန်လုံးကပွင့်လင်းလွတ်လပ်မြင်တာမှုအကုန်ရှိအောင်လုပ်တဲ့အခါမှာကို့အချင်းချင်းကို့မိသားစုလိုဖြစ်နေတဲ့အခါမှာကို့အချင်းချင်းတွေမှာ activist ကနိုင်ငံမှာဖြစ်နိုင်ငံမှာလည်း activist ပြန်ဖြစ်ဟာလာမီဒီယာလည်းမီဒီယာမလို့အကုန်လုံးသိနေတယ်မှာလှည့်ပတ်ပြီးဒီ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  ecosystem ထဲမှာသူတို့ချင်းဝေဖန်ကြတာပြောကြတာအကုန်လုံးမြင်နေဟိုဘက်ကလည်းကြည်မြင်နေရတယ် ီဘက်မှာလည်းမြင်နေရတယ်ပေါ့နော်ဆိုတော့ပြုပြင်ပြောင်းလဲလုပ်ရမယ်ပြုပြင်ပြောင်းလဲလုပ်ရမယ်ဟဲ့လား NUG ပဲဖြစ်ဖြစ်ဒီဘက်ကအဖွဲ့အစည်းတွေဖြစ်ဖြစ် EO ERO ပဲဖြစ်ဖြစ်ပြောကြတယ်ဆွေးနွေးကြတယ်ဝေဖန်ကြတယ်ဟဲ့လားဆိုတော့အောင်မြင်ခဲ့တာတွေရောမအောင်မြင်ခဲ့တာတွေရောပေါ့နော်ဆိုတော့ဒီကြတဲ့ဖွဲ့စည်းခဲ့တဲ့ဟဲ့လား CRPH လို့ NUCC လို့အဖွဲ့တွေကတကယ်တော့အမိပဲရှိဘာမှပေါ်ဆောင်နိုင်နေဘာမှမလုပ်နိုင်ဘူးကျွန်တော်တို့တွေ့ရတယ်အမှန်တမ်းပြောကြမယ်ဆိုတော့ဟုတ်လား နော် NGO NGO လို့ပဲကျွန်တော်ပြောခဲ့တဲ့လိုမျိုးပေါ့နော်ဆိုတော့ဒါအပြင်လာအဲအဲ့ဒါကြောင့်ကျွန်တော်တို့ပြောတာ NGO ကတော်လိုင်းရင်းစုရလား NGO လားဆိုပြီးမေးခွန်းထုတ်ကြတယ်လေကျွန်တော်တို့တွားပြီးတွေ့ရတာပေါ့နော်သူ့ကိုလည်းဒီဘက်ကချိမတေးပါရှိတဲ့အဖွဲ့တွေအဲ CS ဆိုလို NGO လို့နိုင်ငံတကာအဖွဲ့တွေကသူ့ဝိုင်းပြီးတော့ပြောကြတယ်ဒါပေမဲ့ဟိုဘက်ကငင်းငိမ့်နေရုပ်ောက်ဘက်ကျတော့ဝယ်ကြတယ်ပေါ့ဆိုတော့အဲ့မှာလည်းဒီဘက်ကတည်းကကျွန်တော်တို့စပြီးတွေ့ရတာပေါ့နော်နောက်ပြီးတော့ဒါအပြင် NGO ကလူမျိုးစုစုတွေရဲ့ ကျိုးဆိုးခြင်းခံရဆိုပြီးတော့လေစောင်းမတွေထဲမှာကျွန်တော်တွေ့ရတယ်ဆိုတော့ဆိုတော့ဟုတ်နာဆိုတော့လေဟုတ်တယ်လို့ပြောလို့ရတယ်ဒီလူမျိုးစုလက်လက်ကန်တော်လိုင်းရဲ့အဖွဲ့တွေကလွန်ခဲ့တဲ့နှစ်ပေါင်း1950 60တွေကနေလက်လက်ကန်တော်လိုင်းရဲ့နှစ်ပေါင်း5560သူတို့ရဲ့နေပြည်တော်ဆင်နွှဲခဲ့တာသူတို့အတွက်ဘာမှပူဇော်မရှိဘူးတကယ်တကယ်ကြရင်တော့ဗမာလက်လက်ကန်တော်လိုင်းတွေလာတဲ့ခါတိုင်းမှာအဲ့ပြဿနာတွေကိုကြုံရတယ်ဦးနှုတ်ပဲပြန်ကြည့်ကြည့်1988 generation ပဲကြည့်ကြည့်ဟလာဟလာ NU NCGO ပဲကြည့်ကြည့် DAB ကိုပဲကြည့်ကြည့် NCU ကိုပဲကြည့်ကြည့်သူ NUG ပဲကြည့်ကြည့်သူတို့ဘလို့အဆုံးတက်ခဲ့တယ်လဲ NRL ကိုပဲကြည့်ကြည့်သူတို့ဘလို့အဆုံးတက်ခဲ့တယ် ABSD ကိုပဲကြည့်ကြည့်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေပေါ့အဲ့ကိစ္စတွေပေါ့ဆိုတော့အဲ့ဒါတွေကိုတိုင်းသားအုပ်စုတွေကအဲ့ဒါနဲ့ပတ်သက်လို့သူတို့မှာအဲ့ဒါချင်းကြီးဝင်းကိုရှင်ကဝင်းဝင်ခဲ့ဘူးကြီးရှေ့ပြေကောနောက်ပြေကောဟောလို့ရတဲ့အဆင့်မှာသူတို့မှာရှိပါတယ်အဲ့ဒီကိစ္စတွေကိုကျွန်တော်တင်တယ် ဒီဘက်ကဗမာတောင်လိုင်းအုပ်စုတွေမပြင်းနိုင်ဘူးလို့ကျွန်တော်ကတော့ထင်တယ်။နောက်တစ်ခုပြောချင်တာကတော့ကိုရဲနေရတာဘယ်လိုထင်လဲမသိဘူး။နေမြေတင်းခဲ့တဲ့ကိစ္စတွေ။နေမြေတင်းခဲ့တဲ့ကိစ္စတွေမှာ administration နဲ့ governance ကိုလုံခဲ့နှစ်နှစ်မှာမတည်ဆောက်နိုင်တဲ့ကိစ္စတွေ။မဟုတ်ဘူးလား။ဒါပေမဲ့တိုင်းရင်းသားတွေမှာတော့တို့ဟိုအုပ်ချုပ်ရေးတို့စစ်တပ်တို့ရဲ့ဟို system ကရှိပြီးသားအောင်ဆိုတော့ခုနကဒီအစ်စ်ရောက်လာတဲ့ဟလာဗမာ ဟိုအဖွဲ့အစည်းတွေနောက်ပြီးတော့ခုနကဟို UNG အသူတို့ကလည်းခုနကက UNG ဆိုလို့ရှိရင်လည်းမြန်မာပြည်အလဲပိုင်းမှာခုနကဟိုတိဆောက်ကြီးလုပ်နေတာတနက်ကိုင်းတော်လိုင်းကြီးစကြရလို့ပြောရမှာပေါ့နော်ဆိုတော့ဒါပေမဲ့ခုနကလိုမျိုးပြန်ပြီးချုပ်လို့လို့ရှိလို့ရှိရင် UNG ကိုနိုင်ကဘဟုကနေပြီးတော့ဟိုခိုင်ခိုင်မာမာနဲ့ကင်တွယ်ပြီးတော့ဩဇာတက်ရောက်မှုရှိရလားဆိုတော့ အမီးခွန်းကတော့ရှိနေတာပေါ့နော်ဟောအဲ့ဒါကြောင့်လဲအခုစစ်တမ်းတွေပြောင်းကြည့်မယ်ဆိုရင်တဲ့ထောင်ထဲမှာအကျဉ်းကျနေတဲ့ဒီနေ့ဒီဘယ်နေမှာဆိုတာမသိရတဲ့ဒေါ်ဆန်းစုကြည်ပေါ်မှာအာလူတူးရဲ့လူငယ်တွေရဲ့ယုံကြည်မှုကိုးစားမှုထောက်ခံမှုအခုတတိပြည်ရှိသေးတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်လုံငယ်နေနေသုံးနှစ်ကဆိုရင်အစီအရေးအချိန်နဲ့အရန်မြင့်နေတဲ့အချိန်မှာဟလာကျွန်တော်တို့ဒီ ဒီဘက်ကတော်လိုင်းအုပ်စုတွေကနေပြီးတော့စုတွေတစိမ့်တွေအများကြီးရနေတဲ့ကာလတောင်ကုန်းတွေတိမ်မြို့တွေတိမ်တဲ့အချိန်မှာဒေါ်အောင်ဆန်းစုကြီးလွတ်လာမှာမလို့လားသလိုလိုအတန်တွေထွက်လာခဲ့တာတွေ့တော့တွေ့ရတယ်ဒီနေ့ကြီးစစ်တမ်းကောင်းကြည့်ရှင်မှာဒေါ်အောင်ဆန်းစုကြီးကိုလေးစားတဲ့သူတွေဟလာထောက်ခံသေးတဲ့သူတွေအများကြီးရှိတာကျွန်တော်တွေ့ရတယ်ဘာကြောင့်လဲဒေါ်အောင်ဆန်းစုကြီးတိုင်းပြည်ပေါ်မှာထားတဲ့သူ့ရဲ့စေတနာစစ်ကောင်စီရဲ့သူတွေနဲ့မတူဟလာတိုင်းပြည်ပေါ်ထားတဲ့မြတ်တာအဲ့ဒါကိုပြန်ပြီးနားလဲလာကြတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါကလည်းအချက်တစ်ချက်အနေနဲ့ စဉ်းစားတင်တယ်လို့စဉ်းစားစဉ်းစားတင်တယ်လို့ကျွန်တော်ထင်တယ်ခုန NUG ဆိုတော့ NUG မှာတကယ် charismatic ဖြစ်တဲ့ခေါင်းဆောင်တကယ် leak လုပ်နိုင်တဲ့ခေါင်းဆောင်မရှိဘူးပေါ့နော်အဲ့ဒါလည်းသူတို့အားနာချက်တခုလို့ပြောလို့ရပါတယ်ဆိုတော့ကျွန်တော်တို့တိတ်မကြတော့ဘူးဟာလာရွေးကောက်ပွဲဟိုတွေ့ရတော့မယ်ဆိုတော့ခုနကကျွန်တော်ပြောသလိုမျိုးပဲဟာလာဒီဒူတွေကတော့မင်းနေကြတော့ပေါ့ပိုချုံမှုကြီးမင်းအောင်လိုက်တမရကြီးဖြစ်လာမှာလားဒါမှမဟုတ်လို့ရှိရင်တချို့တွေကတော့အဲ့လိုမျိုး speculate ပေါ့ခံမှန်းနေကြတော့ အဲ့လိုမျိုးကြံဖို့ပါတီဥက္ကဋ္ဌဥခင်ကြီးပဲအဲတမနာဖြစ်လာမလားပေါ့နော်အဲ့လိုမျိုး option တွေလည်းတွေးနေကြတော့ကိုအောင်စောဘယ်လိုမြင်လဲဗျအဲ့ဒါမပြောခင်ကျွန်တော်တို့6လတန်းတိုးမတိုးကိစ္စစောင့်ကြည့်ရမယ်တင်အဲ့ဒါနံပါတ်1ချက်6လတန်းဘယ်လိုတိုးမလို့စကိစ္စပေါ့နော်အဲ့ဒါသူကခုနပြောဆိုကျွန်တော် marketing စဉ်းစားတာကတော့ energy နိုင်ငံနဲ့ဝယ်ထားတာကတော့တရုတ်ပေါ့နော်အဓိကဝယ်ထားတာကတော့ဒီ election ဆို election နဲ့ညီညာရေးဆိုတော့ဝယ်လိုက်ပြီဆိုတော့ဒါကိုလုံးနဲ့သူကကိုယ့်ရဲ့ဒီပြောသွားတာရုပ်ောက်ပဲ election ကိစ္စဆိုတော့ ဲဦးနဦးခင်ကြီး ਨੇ ဦးခင်ဆိုလက်ဟောင်းဦးသိန်းသိန်းဦးသိန်းစိန်လက်တက်ကလေးရှိခဲ့တဲ့သူဖြစ်တယ်ဦးဦးခင်ကြီး ਨੇ ဟလာဒီဘုโจဘုโจကြီးမင်းအောင်လိုင်းကြားထဲမှာရှိတယ်ကမ်မစ်ထရီကလည်းသူ့ရဲ့ဆက်ဆံရေးကလည်းတိတ်အကောင်းတဲ့မှာမရှိဘူးเนาะကျွန်တော်တို့ခေပြောင်းတဲ့ကာလတစ်ခုပေါ့2017 2020ကိုပြင်ကြည့်မယ်ဆိုရင်ဘုโจမူကြီးတန်းရွှေရနေပြီးတော့ထွက်သွားတဲ့ခါမှာတကယ်ဟလာ accountant လို့ပြောလို့ရတယ်ရုပ်ရည်ရောအကြောင်းအကြည့်လို့ပြောလို့ရတယ်တရင်နိုင်ငံသားတရင်သားတွေအလိုအောင်ရေးကြတာရှိပါတယ်ဘူဂျိုကြီးတိမ့်စင်ထားခဲ့တယ်အဲဘူဂျိုကြီးတိမ့်စင်ရဲ့တမိုင်းအောင်ကြီးလဲတဲ့အခါမှာ corruption ရနေတယ်ဘူဂျိုကြီးမရောက်နိုင်လို့မျိုးဟလာစိတ်ရဆွေးမှုတွေလူတက်ပြီးတော့မရင်းကျင်ထားတာပြီးစီးလူထားတာတွေ corruption လုပ်ထားတာတွေအတော်နေပါလေမရှိပါဘူးအဲ့လိုထဲမှာရှိတယ်เนาะသူကစိတ်ယုံကြွက်ကစည်ရေးဘဝနေပြီးတော့ တိုင်းမှုဖြစ်လာတယ်ပြီးတော့ဗိုလ်ချုပ်ကြီးတန်းရွှေလူတယောက်နေနဲ့သူ့ဒီ transform လုပ်တဲ့တိုင်းပြည်ရဲ့ transition မှာသူ့ကိုတမနာလောက်ခိုင်းနေပေါ့နော်ဆိုတော့သူ့မှာ legitimacy မရှိဘူးဒီ election sham election လို့2010မှာအားလုံးဝိုင်းပြောတယ်အမေရိကအစဒါပေမဲ့နောက်တစ်နှစ်မှာသူ့အားလုံးဝိုင်းပြီးတော့ကြိုးဆိုကြတယ်ဘာကြောင့်လဲသူ reform ဆိုတာလုပ်ပေးတယ်အဲ reform ဆိုတဲ့ကြားထဲကသူ legitimacy ကိုရအောင်ယူတယ်သူ့ကိုလူတို့ကမထောက်ခံခဲ့ဘူးဒါပေမဲ့အဲ reform ကြောင့်သူတို့သူ့ထောက်ခံခဲ့တယ်ဒါပေမဲ့ အဲ့ဥသိန်းစင်ရဲ့လမ်းကြောင်းဥတန်းရွှေလောက်ခဲ့တဲ့လမ်းကြောင်းကိုအားကျပြီးတော့လုပ်မယ်ဆိုရင်ဘူယုတ်ကြီးမရောက်နိုင်စစ်ကောင်စီရှုံးပါပဲ။ဘာကြောင့်လဲဆိုလူထောက်ခံပြီးတော့လုံးဝမရှိဘူး။သူကျူးလွန်ခဲ့တဲ့ဒီရာဇဝတ်မှုတွေကလည်းအများများတာကျွန်တော်တွေ့ရတယ်။သူဘလို့ထွက်မလဲဆိုကိစ္စပေါ့နော်။အဲ့ဒါအရေးကြီးတယ်ထင်။ဘာကြောင့်လဲဆိုတော့အခုချိန်ဒီကျွန်တော်မြင်တာလေဒီမြန်မာပြည်သူလူထုအောင်ပြည်တွင်းအောင်ပြပအောင်ဒီနေ့ဒီချိန်ဒီစစ်ကောင်စီတိုက်နေတဲ့စစ်ကိုတော်လှန်နေတဲ့သူတွေရောအခုချိန်ဒီ ထောက်ခံနေစေလို့ကျွန်တော်အဲ့လိုပဲတုံ့တက်တယ်။ဘာကြောင့်လဲဆိုတော့သူကစစ်ချုပ်မွားအောင်လုပ်ချင်လို့ကိုထောက်ခံခဲ့ကြလူငယ်နှစ်ပေါင်းလူငယ်တဲ့၃၄ငါးနှစ်ကိုပြင်ချိမယ်ဆိုတော့ကျွန်တော်တို့အများကြီးဆုံးရှုံးခဲ့ရတာတွေ့ရတူတွေအတပေါင်းများစွာဆုံးရှုံးခဲ့ရတာကျွန်တော်တွေ့ရအာဒီဒီတိုင်းသားနေတွေမှာရောဒီဒီပမာနေတွေမှာရောဟုတ်တယ်မလား။ပြီးတော့ကျွန်တော်တို့မကြိုက်သေးခင်ကအာနိုင်ငံကြီးကျင်းသားထောင်ထဲမှာဆုံးခဲ့တယ်။အာမဝီအီအောင်ဆုံးခဲ့တယ်။ထုံနေလကောင်းမဲ့ကရင်နီနယ်မှာရော ဟလာကချင်းနယ်မှာရောရခိုင်ပြည်မှာရောတအန်းမှာရောတိုင်းနန်းလူငယ်လက်နက်ကင်ပြီးဆုံးခဲ့ကြတယ်ကြာဆုံးခဲ့ကြတယ်ထိဆုံးခဲ့ကြတယ်တန်ရရခဲ့ကြတယ်ဒါတွေအားလုံးကတစ်ခုတည်းပဲအားလုံးအတွက်ဖြစ်တယ်လို့မြင်သွားတဲ့နေ့ပေါ့နော်ဘုဒ္ဓထောင်ကိစ္စတွေပျောက်ပြီမြင်သွားတဲ့နေ့ကတော့ကျွန်တော်ထင်တယ်အဲ့ဒါတော့မရောက်နိုင်ပြုတ်ကြမယ်နေ့လို့ပဲကျွန်တော်ကထင်တယ်ကျွန်တော်ထင်တာတော့သူရေရှိခံနိုင်မယ်လို့ကျွန်တော်တော့မထင်ဘူးရုပ်ပုံပဲတစ်ခုတည်းထွက်လို့ရမယ်လို့ကျွန်တော်ထင်တယ်ဟုတ်ကဲ့ကိုအောင် Keep the money. Keep the money.